မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်မြန်မာလီဒါဆင်ယာဆွေးမှုတွေမှာတရုတ်နဲ့ရုရှားကြံရပါဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်အရက်သားပြည်သူများဒါဇင်နဲ့ချင်းအစုလိုက်ပြုံလိုက်တည်ဆုံတဲ့အထိအာနာသိန်းစစ်ကောင်စီရဲ့နေကြောင်းတိုက်ခိုက်မှုတွေမှာတရုတ်နဲ့ရုရှားနိုင်ငံထုတ်လင်းရင်းတွေကိုအဓိကအသုံးပြုနေပြီးလိုအပ်တဲ့ပုံသီးတွေကိုလည်းထောက်ပံ့နေစေဖြစ်ကြောင်းလီဒါသတင်းရှင်းမြစ်တွေကပြောပါတယ်အထူးသဖြင့်စစ်ကောင်စီကရုရှားထံမှဝယ်ယူထားတဲ့ Yak-130 ဂျက်တိုက်လေယာဉ်နဲ့ MI-35 ယဟန်ယင် အပြင်တရုတ်နဲ့မြန်မာပူရဲထုံးလုံးအဆင့်မြင့်ထားတဲ့ KAWs အသည့်အလက်စာတိုက်လီရင်နဲ့ A5 လီရင်များကိုတော်လိုင်းတပ်ဖွဲ့များနဲ့အရက်သားများကိုလေကြောင်းပုံတဲ့တိုက်ခိုက်မှုမှာအများဆုံးအသုံးပြုနေကြောင်း၎င်းတို့ကပြောပါရယ်အဆိုပါချက်တိုက်လီရင်ခွင်တွေမှာတပ်ဆင်အသုံးပြုနေပုံတွေကိုလည်းလီရင်ဝယ်ယူကြတဲ့ကတပါတဲ့ဝယ်ယူထားခြင်းဖြစ်တယ်လို့ဆက်လက်ပြီးလည်းဝယ်ယူရရှိနေတဲ့အတွက်စစ်ကောင်စီကတွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်နေခြင်းဖြစ်ကြောင်းလည်းလီဒဲ CDN ရရှိတဲ့အုပ်ကပြောပါရယ် ၎င်းကသူတို့စီကလီယင်ဝယ်ပြီးဆိုလီယင်ကြီးပဲဝယ်လို့မရဘူးသူနဲ့တုံးရတဲ့ဘုံရော့ကတ်အစုံလိုက်ဝယ်ရတာရုရှားစီက short 130လီယင်ဝယ်ကလေးကဘုံသီးတွေပါတပါးတည်းဝယ်ယူတာရဲ့ကြောင့်ရရုရှားစီမှာဆက်မယူနိုင်ခြင်းတို့ကြောင့်တွင်တွင်ကျကျဘုံကျင်းနေနိုင်တာလို့ပြောပါတယ်ပုံမှန်အားဖြင့် A5 လီယင်မှာတရုတ်တို့ 250 kg အပူချိန်ထိန်ဘုံများတက်စင်ပြီး KAW ကဲ့သို့အလက်စားတိုင်လျင်မှာ250 kg low drone ဘုံများတက်စင်အသုံးပြုကြပါရယ်စစ်ကောင်စီရဲ့လေကြောင်းဘုံကျဲတက်ခိုက်မှုတွေထဲမှာ KAW ပါဝင်တဲ့တက်ခိုက်မှုတစ်ခုဟာကချင်ပြည်နယ်ဖားကတ်မြို့နယ်ရှိအနက်ပါတီသားတက်ခိုက်မှုဖြစ်ပါရယ်ကချင်လွတ်လပ်ရေးဘွဲ KIO တီထောင်ခြင်း62နှစ်ပြည့်အထိမ်းအမှတ်ဖြင့်2022ခုနှစ်အောက်တိုဘာလ23ရက်နေ့ညမှာအရက်သားများအမှုပညာရှင်များနဲ့ပျော်ပွဲရှင်ပွဲကျင်းပနေစဉ်စစ်ကောင်စီကလေကြောင်းမှဘုံကျဲတက်ခိုက် တာကြောင့်ဖြစ်ပြီးအရက်သားပါဝင် လူ60ကျော်တည်ဆောင်းပြီးတရားဝင်ခြင်းကထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ဒါအပြင်စစ်ကောင်စီကလက်တလုံးမှာကျေပြန့်စွာအသုံးပြုနေတဲ့ short one တက်တီလေးရင်မှာရုရှားတုံး KAB 900ပုံမျိုးစားများတက်ဆင်အသုံးပြုပြီးအထူးသဖြင့်လူ190ကျော်တင်ဆောင်ခဲ့တဲ့စကိုင်းတိုင်းကမ်ဘလူမျိုးနဲ့ပစီကြီးကြီးရွာပုံကျဲတိုက်ခိုက်မှုမှာ KAB 900ပုံနဲ့1500 kg ကာမိုဘရင်ဘုံအတုံပြူတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလေတပ်သတင်းဌာနကပြောပါရယ်လူ190ကျော်အစုလိုက်ပြုံလိုက်သေဆုံးစေခဲ့တဲ့ဗစီကြီးကျေးရွာဘုံကျဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးလူအခွင့်အရေးလ ీల ဆောင်ကြီးရဲ့ဖွဲ့ကလည်းတိုက်ခိုက်ခံရမှာအတုံပြူခဲ့တဲ့ဘုံမှာပောက်ကွဲမှုနှုန်းမြင့်မာတဲ့တာမိုဘရစ်ဘုံဖြစ်ပြီးအရက်သားစစ်သားမခွဲကြပဲတိုက်ခိုက်ခဲ့တဲ့အတွက်အရက်သားသေဆုံးမှုများပြားခဲ့ရပြီး၎င်းတိုက်ခိုက်မှုကရှာဆွေးမှုမြောက်နိုင်ကြောင်း HRW ကပြောပါရယ် HRW ရဲ့အာရှဆိုင်ရာဒါရိုက်တာဖြစ်သူကလက်နက်နဲ့ပစ္စည်းတွေဝယ်ကျင်နိုင်ဝယ်လို့ရနေတာကိုအာကိုပြီးမြန်မာစီကောင်စီကရက်ဆက်တဲ့စစ်စင်ရေးတွေလုပ်နေတာအရက်သားတွေအပြည့်ရှိတဲ့နေရာကိုအတင်းပြောင်းများဆုံးဖြစ်အောင်တီထွင်ထားတဲ့လက်နက်နဲ့တိုက်ခိုက်တာကမြန်မာစစ်တပ်အနေနဲ့ဘယ်သူဘာပြောပြောလူအသက်ကိုဂိမ်းမဆိုင်ဘူးဆိုတာပြနေတာပဲလို့ပြောပါတယ် တာမိုဘာရစ်ပေါ်အမျိုးအစားနဲ့တိုက်ခိုက်မှုအပြင် HRW မှာတင်ဆောင်သူရုံလောင်းထပ်ပုံများနဲ့ဗီဒီယိုဖိုင်တွေကိုလေးလာသုံးသပ်ပြီးရင်နောက်ကောက်ချက်ချတာချင်းဖြစ်ပြီးအဲ့ဒီပုံမှာပါရှိတဲ့ပါခွဲစီနဲ့ဓာတ်ပစ္စည်းတွေမှာလေတူတဲ့ရှိအောက်ဆီဂျင်ကိုလောင်စာအဖြစ်အသုံးပြုပြီးပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်ပေါ်စေခြင်းဖြစ်ပါတယ်။စစ်တပ်အနေနဲ့တော်လိုင်းအင်အားစုတွေနဲ့အရက်သားတွေကိုတိုက်ခိုက်ရမှာရုရှားနိုင်ငံမှာဝယ်ယူထားတဲ့ MI35 တိုက်ခိုက်ရဟတ်ယာဉ်နဲ့လည်းပြတ်မှတ်ထားတိုက်ခိုက်လျက်ရှိပါတယ်။ထင်ရှားတဲ့ဖြစ်ရပ်အနေနဲ့စကိုင်းတိုင်းတပတ်ရင်မြို့နယ်လ က်ရက်ကုန်ကျေးရွာကိုတူကိုရာစာတင်ကြောင်းကိုမှနစ်ကစက်တင်ဘာလ16ရက်နေ့ကနေ့လယ်ပိုင်းကလေးများစာတင်နေစဉ်စစ်ကောင်စီက MI 3520နဲ့တရဆက်ပြက်ခတ်တိုက်ခိုက်မှုကြောင်းចောင်းသူចောင်းသားကလေးငယ်9ဦးပါဝင်10ဦးထပ်မင်းတည်ဆုံးခဲ့တယ်လို့သိရပါတယ်။အဲလို၎င်းတို့ထုတ်လုပ်ထားတဲ့လင်းရင်များပုံစံများနဲ့စစ်ကောင်စီကစစ်သားအရက်သားမခွဲကြပဲအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကျူးလွန်နေတော့လေကုလသမဂ္ဂလုံခြုံရေးကောင်စီဗီဒိုအာနာပိုင်းနိုင်ငံများဖြစ်တဲ့တရုတ်နဲ့ရုရှားတို့ကစစ်ကောင်စီကျူးလွန်မှုတွေကိုလျှို့လျူရှုကအကာအကွယ်ပေးထားတဲ့ တဲ့အပြင်လေဓာတ်အရာရှိတွေကိုလေ့ကျင့်သင်ကြားပေးမှုနဲ့ပုံစံများလေရင်အစိပ်ပိုင်းတွေကိုဆက်လက်ထောက်ပံ့နေပါတယ်ကုလသမဂ္ဂမြန်မာနိုင်ငံလူအခွင့်အရေးအခြေအနေဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူမစ္စတာတရိုင်ယန်ဒရူရဲ့မိလာကထုတ်ပြန်တဲ့အစီရင်ခံစာမှာ2021ခုနှစ်အာဏာသိမ်းပြီးနောက်စစ်တပ်ထံကိုရုရှားတရုတ်စင်ကာပူအိန္ဒိယနဲ့ထိုင်းနိုင်ငံတို့မှလေပတ်နေတဲ့လုပ်ငန်းများထံမှအမေရိကန်ဒေါ်လာ1ဘီလီယံကျော်တန်ဖိုးရှိစစ်လက်နက်များဆက်ဆက်တဲ့ပစ္စည်းများတင်သွင်းခဲ့ကြောင်းဖော်ပြပါရယ်စစ်တပ်ထံလက်နက်ပစ္စည်းများတင်သွင်းခဲ့တဲ့နိုင်ငံ များထဲမှာရုရှားကဒေါ်လာ406တန်းနဲ့တရုတ်နိုင်ငံကဒေါ်လာ269တန်းနဲ့အများဆုံးဖြစ်ခဲ့ပြီးရုရှားထံကပေးပို့မှုမှာစက်တိုက်နေရင်များအစစ်မြင့်ဒုံးကြီးစနစ်များနဲ့တိုက်ခိုက်ဒရုန်းများပါဝင်ပြီးတရုတ်ကလည်းအစစ်မြင့်အမောင်းတင်စက်လင်ရင်များအပေါ်စားတိုက်ခိုက်ရေးလင်ရင်များနဲ့လက်နက်ပစ္စည်းကုန်ကျစရိတ်များပေးပို့ခဲ့ခြင်းဖြစ်ကြောင်းအစိုးရကစာမှာဖော်ပြထားတယ်လို့သတင်းမှာပါရှိပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ရှမ်းမြောက်နယ်မြေအငင်းပွားမှုလူထုသဘောနဲ့ဆုံးဖြတ်မယ်လို့ KIA ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေနယ်မြေအငင်းပွားမှုနဲ့အောက်ခြေတပ်ဖွဲ့ဝင်တွေကြားပဋိပက္ခတွေနဲ့ပတ်သက်ပြီးဒေသခံလူထုသဘောထားတွေရယူပြီးဆုံးဖြတ်ဆောင်ရွက်မှာဖြစ်ကြောင်းကချင်လူမျိုးရေးကောင်စီ KIA ဒုတိယဥက္ကဋ္ဌတင်ဒုတိယဗိုလ်ချုပ်ကြီးကွန်မွန်ကလူမှုကွန်ရက်စာမျက်နှာမှာတဆင့်ထုတ်ပေါ်ပြောဆိုပါရယ်။၎င်းကရှမ်းမြောက်လူထုနဲ့တည်ကြားတဲ့အစည်းအဝေးလုံးမှာလူထုရဲ့သဘောထားရယူပြီးတော့ဆုံးဖြတ်ချက်ချနိုင်မယ်ထင်ပါတယ်လို့ပြောပါရယ်။မနေ့ကညနေပိုင်း ပိုင်းကုတ်ခိုင်မြို့ပေါ်အခြေစိုက်ထားတဲ့ကချင်လွတ်မြောက်ရေးဖွဲ့ KIO ဆက်ဆံရေးယုံနဲ့ KIO လက်အောက်ခံဒေသကာကွယ်ရေးဖွဲ့တို့ရဲ့နေရာကိုတောင်မြို့သားလွတ်မြောက်ရေးတပ်မတော် TNL ကအင်အား၃စီးနင်းပြီးရဲ့နောက်တပ်ဖွဲ့ဝင်20ကိုဖမ်းဆီးက KIO ထိန်းချုပ်ရာနတ်ဖက်ကဘက်ကိုပို့ဆောင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီ29ရက်ကလည်းမန်တုံမြို့နယ်မန်မောက်ရွာရှိ KIO တိုင်နယ်ယုံကို TNL တပ်ဖွဲ့ဝင်တွေစီးနင်းပြီးရှိုင်းနတ်ထိုးချိန်မှုတွေကြောင့် KIO တပ်သား၁၁ဦးဒဏ်ရာရရှိခဲ့ပါတယ်။ TNL အနေနဲ့၎င်းတို့ထိန်းချုပ်ရာဒေသတွင် KIO ဆက် ်ဆိုင်ရုံများထားရှိလိုပါက၎င်းတို့ထံစာတင်ပြဖို့နဲ့ဆက်လက်နေထိုင်ပါကလည်းစစ်ဝတ်ဆုံးစက်ပစ္စည်းများမဝတ်ဆင်မဲ့အရက်သားဝတ်ဆုံနဲ့သာနေထိုင်ဖို့တောင်းဆိုအကြောင်းကြားပြီးဖြစ်တော့လေလိုင်းနာကျဲမရှိတဲ့အတွက်ဖယ်ရှားဆောင်ရွက်ခြင်းဖြစ်ကြောင်း DNL ပြောရေးဆိုခွင့်ရှိသူလူရွေဦးကပြောပါရယ်၎င်းကကျမတို့က KIA ကိုစာဖို့ပြီးသားဖြစ်ပါတယ်အထူးသဖြင့်ကျမတို့ထိန်းချုပ်တဲ့ဒေသမှာဆက်လက်နေတဲ့စစ်တပ်စာတွေတုံးပြီးတော့မှဝင်ရောက်တာမျိုးဂိတ်ချတာမျိုးမလုပ်ဆောင်ဖို့ကျမတို့အကြိမ်ကြိမ်တတိပေးပြီးသားစာဖို့ပြီးသားဖြစ်ပါတယ်တကယ်လို့ဆက်ရှိရဲဆို ရင်ကျမတို့ကတော့ဆက်လက်ပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ဆိုပါတယ်။ KIA နဲ့ DNL နှစ်ဖက်တာဝန်ရှိသူတွေကမဟာမိတ်တပ်ဖွဲ့ဝင်တွေအကြားမြေပြင်ပေါ်တိုင်မှုတွေပဋိပက္ခတွေပုံမမကြီးထွားစေဖို့အတွက်ထိန်ထိန်တိမ်တိမ်လှုံ့ဆော်ကြဖို့တတိပေးပြောဆိုမှုတွေရှိနေတော့လဲရှမ်းမြောက်ဒေသမှာမြေပြင်တပ်ဖွဲ့ဝင်တွေကြားရိုင်းနှက်ထိုးကြိတ်တဲ့အဒီနယ်မြေအငင်းပွားမှုပဋိပက္ခတွေမကြာခဏဖြစ်ပေါ်လျက်ရှိပါတယ်။ အဲ့ဒီပဋိပက္ခတွေကြောင်းရှမ်းမြောက်ဒေသမှာလူမျိုးရေးအသွင်ဆောင်တဲ့ပဋိပက္ခများဖြစ်ပေါ်လာမှာကိုစိုးရိမ်မိကြောင်းကိုခိုင်မျိုးနေအမျိုးသားတအုပ်ကပြောပါတယ်။ရှမ်းမြောက်ဒေသချုပ်မှာရခိုင်ကလေးက KIA တိုင်ရင်တပ်ဖွဲ့များအခြေစိုက်လှုပ်ရှားမှုရှိပြီး2029စစ်စင်နောက်ပိုင်းမှာရှမ်းမြောက်ဒေသမျိုးရွာတွေကိုတင်ပိုက်ထိန်းချုပ်ခဲ့တဲ့ TNL နဲ့ MND တပ်တွေနဲ့နေမြေအငင်းပွားမှုတွေဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။